မင်္ဂလာပါရှင်ဒီနေ့ဆင်မဆက်ပြီးတော့ရှင်းပြပေးမှာကတော့စတမရန်တင်ချအတွက်တဲ့ကအခန်း9ရဲ့ပြန်လည်အကျဉ်းခံစာမျက်နှာ88မှာရှိပါတယ်နံပါတ်7ကမမဒီမုတ်ဖို့ x ချက်မှာ y ချက်ဖို့မုတ်ဝဲပြီးကြံငွေကိုစုဆောင်းတော့မမဤစုံငွေကိုရှာပါတယ်အဲ့တော့မမဤမုတ်ဖို့ဒါဆင်မတို့ဒီအာဒီဥပမာဥပမာတွေမှာလည်းတွက်ခဲ့ပြီးပြီအဲ့တော့ဒါလေးကိုတွေ့ချင်အောင်အဲ့တော့မမရဲ့မုတ်ဖို့ x ချက်ရှိရှိပါတယ်အဲ့တော့မမဤ မှန်ဖို့မိမြချင်း x ချက်အဲ့ဒီ x ချက်ကနေပြီးတော့မှ y ချက်ဖို့မှုံဝဲပြီးကြံငွေကိုစုတယ်အဲ့တော့မှုံဝဲတာက y ချက်အဲ့တော့ဝဲတော့မှုံဖို့ဝိုင်းချက်ဒါဆက်မလို့ရှင်သားဒီမမဤစုလီ မမဤစုငွေအဲ့တော့မမရဲ့စုငွေဆိုတာကမမရဲ့မဟုတ်ဘူးကနေဝယ်တဲ့မဟုတ်ဘူးနှုတ်လိုက်လို့ရှိရင်မမရဲ့စုငွေရမယ်အဲ့တော့ဒီမှာကလေးတို့အရင်နဲ့ပေါ့နော် ပြပြဆုံဆုံရေးခြင်းနဲ့ဆိုရင်တော့မမဤမဟုတ်ဘူးအနုဝယ်တော့မဟုတ်ဘူးဆိုပြီးရေးလိုက်မယ်အဲ့ဒါပြီးမှမမအီမုံဖိုးက x ချက်ပြီးတော့မှ ရေတဲ့မဟုတ်ဘူးက y ချက်အဲ့တော့ x y ဒီဆံမတို့လိုချင်တဲ့အခရာကိန်းလေးနဲ့ပြထားတဲ့ formula လေးတစ်ခုဖြစ်တယ်ဟုတ်ပြီလား x y အဲ့တော့ဒီရာကိုဒီလိုလေးလုပ်ပြီးတော့မှ x y ချက်ဆိုပြီးရေးလို့ရတယ်ဟုတ်ပြီလားနံပါတ်1ကခဲတံတဘူးတွင်ခဲတံပီချောင်းပါလျင်ခုနှစ်ဘူးဝယ်တော့ခဲတံမိများရသည်နိဟုတ်ပြီအဲ့တော့ခဲတံတဘူးမှာပါတဲ့ခဲတံအရေအတွက်ကပီချောင်းအဲ့တော့ဆင်မအဲ့လေးကိုရေးလိုက်မယ် ခဲတံတပူးတွင်ပါတော်ခဲတံခဲတံတပူးတွင်ပါတော်ခဲတံလွယ်လေးပါနော်ပါတဲ့ခဲတံအရေးတက်ကပီချောင်းနောက်က unit ကိုလည်းထည့်ပေးရပါမယ်ပီချောင်းဒါဆိုရင်ခုနှစ်ဘူးဝယ်တယ်ဆိုတော့ဝယ်တော်ဘူးအရေးအတွက်ခုနှစ်ဘူးဝယ်တော့ဝယ်တော်ဘူးအရေးအတွက် ခင်းတဲ့ဘူးမှာခဲတဲ့ကပီချံဝဲတာကခုနှစ်ဘူးအဲ့တော့ခုနှစ်ဘူးဆိုရရေးလိုက်မယ်အဲ့တော့သူဘာမိထားလဲဆိုတော့ခဲတဲ့အမိများရမိနီးဆိုတော့ရမိခဲတဲ့ရမိခဲတဲ့ဆိုတော့ဒါကလေးလို့သိပြီးတာတဘူးမှာပီချောင်းပါတယ်ဝဲတဲ့ဘူးအရေအတွက်ကခုနှစ်ဘူးဆိုလို့ရှိရင်ခုနှစ်ခုနှစ်နဲ့ပီနဲ့ကိုမြောက်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့7 multiply by p ဆိုပြီးတော့ရေးရေး p multiply by 7ပဲရေး7နဲ့ p နဲ့မြှောက်လိုက်တော့ 7p ဆိုပြီးတော့ရတယ်ဟုတ်ပြီနော်အဲ့တော့ခဲတဲ့တဘူးတွေပါတဲ့ခဲတဲ့က p ချောင်းဝယ်တဲ့ဘူးရေအတွက်ကအာခုနှစ်ဘူးဒါဆိုရင်ခဲတဲ့ကမိမြရရမိနေဆိုတော့ဒီသူ့ရဲ့ unit အနေနဲ့ချောင်းဆိုပြီးရေးလိုက်လို့ရတယ် 7p ချောင်းပေါ့နော်7နဲ့ p နဲ့ကမြှောက်ထားတာနောက်တစ်ခုကနင်းနေနဲ့ရီတို့ ဇီဒီကောက်ကြရ x လုံးနဲ့ y လုံးအထီးထီးရကြသည်တဲ့နိနီက x လုံးရီရီက y လုံးဆိုပြောရတယ်။အညီအမျှခွဲဝေယူတော့တယောက်လျင်ဇီဒီမိများရမည်နီးတဲ့။အဲ့တော့နိနီက x လုံးရီရီက y လုံးအထီးထီးကောက်ရတယ်။အညီအမျှခွဲမယ်ဆိုသူတို့တဝက်တဝက်စီခွဲမှာဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့စားမယ်ဒါတော့နားလည်ရပါမယ်။အဲ့တော့အညီအမျှခွဲမယ်ဆိုတော့တဝက်စီဆိုတော့နှစ်နဲ့စာ1 2နဲ့မြောင်းဒါမှမဟုတ်နှစ်နဲ့စာတူတူပဲဟုတ်ပြီနော်အဲ့တော့ဆရာတို့အဲ့အလေးကိုရေးမယ်နိနီယောက်ောက်ရတဲ့ chỉ điện gì chứ? Năm bé, tàu cao giá đó chỉ điện gì chứ? Chỉ điện gì X là, nào nào thế nào Gì gì? ရည်ရည်ကောက်ရတော့ဇီးဒီရဲ့အရေးအတွက်ကဝိုင်းလုံးအဲ့တော့ကျွန်တော်နှစ်ခုလုံးကိုပေါင်းမိမှတဝက်ခွဲမှာဟုတ်ပြီနော်အဲ့ဒါကြောင့်မလို့သူ့ကိုကျွန်တော်တို့ဒီနှိမ့်ရောက်ပေါင်းမိကောက်ရတဲ့ဇီးဒီရဲ့အရေးအတွက်ကိုရှာမယ်နှိမ့်ရောက်ပေါင်းကောက်ရတော့ဇီးဒီရဲ့အရေးအတွက်စုပေါင်းလို့ရှာရင်လည်းရတယ်နှိမ့်ရောက်ပေါင်းကောက်ရတော့ဇီးဒီရဲ့အရေးအတွက်ဒီ x + y ဟုတ်ပြီနော် နှစ်ယောက်ပေါင်းကောက်ရတာကနှစ်ခုစလုံးကိုပေါင်းလိုက်ရုံပဲ z d အရေအတွက် d x plus y လုံးဆိုပြီးရမ်းအဲ့ဆရာတို့ကအညီအမျှဖွဲဝေခြင်းနဲ့ဆိုတော့သူမိခွန်းနဲ့ကိုတစ်ချက်ပြန်ကြည့်လိုက်မယ် အညီအမျှခွဲဝေယူတော့တယောက်လျင်ဈေးသီးမီများရတယ်နိအဆိုရင်ဆရာတို့ဆိုင်ရင်မယ်အညီအမျှခွဲဝေယူတော့တယောက်လျင်ရမီဈေးသီးအရှိအတွက်ပြန်ပြောမယ်အညီအမျှခွဲဝေယူတော့တယောက်လျင်ရမီဈေးသီးအရှိအတွက်အဲ့လိုရေးပေးရမယ်စာဟုတ်ပြီနော်အဲ့တော့ဒီမှာဆရာမခုနပြောတဲ့အတိုင်းရေးလိုက်မယ်အညီအမျှခွဲဝေယူတော့ အယောက်လျင်ရမည်ရမည်ဇီဒီအရေးအတွက်အဲ့တော့ပုံမှန်ရထားတဲ့ x + y လုံးကိုနှစ်နဲ့စာလိုက်ရုံပဲအဲ့တော့ဆိုတော့အနေနဲ့ဒီလိုရေးရင်လည်းရတယ်။ x + y - 2ဆိုပြီးတော့နှစ်နဲ့စာတော့ ဒီလိုအလောင်းဆိုမှရေးလို့လည်းရတယ်လို့နှစ်နဲ့စားရဲဆိုတာဒီ1 minus 2နဲ့မြောက်တာတူတူပဲမလို့1 minus 2 multiply by x plus y ဆိုပြီးတော့ဒီ bracket off နဲ့ရေးပြီးတော့မှလုံးပြီးတော့မှသူ့ကိုအဖြေထုတ်တဲ့ခါမှာတော့1 minus 2 x plus y ဆိုတာအမြောက်ကိုဖြုတ်ပြီးတော့မှဒီလိုနေရေးမယ်နောက်ကလုံးဆိုပြီးတော့တက်လိုက်မယ် ရပြီနော်အဲ့တော့ဆက်ပြီးဒီလိုအဖြေထုတ်လည်းရတယ်လို့မျိုးဒီလိုမျိုး1 mind 2နဲ့မြောက်ပြီးတော့မှ1 mind 2 bracket of x + y လုံးဆိုပြီးရရင်လည်းရတယ်နံပါတ်၄ကအောက်ပါတို့ကိုအခေအကိန်းတန်းဖြင့်ပေါ်ပြပါဒီတော့နံပါတ်ကကြီးက6နဲ့ b မြောက်လက်မှ၄လုံးချင်းအဲ့တော့ဒါကိုဆက်မတော့ကဒီမှာဆက်ပြီးတော့ကြည့်လိုက်မယ်6နဲ့ b မြောက်လက်မှ၄လုံးချင်းဆိုတော့ဒါကိုအရင်ရှာမယ်6နဲ့ b မြောက်လက် ဟုတ်ပြီ6နဲ့ b နဲ့မြောက်တယ်ဆိုတော့6 into b အဲ့ရမှာဒီ 6b ဆိုပြီးရမယ်အဲ့တော့ 6b တဲကနေလှိနှုတ်အောင်မယ်ဆိုတော့တအားဒီမှာပြန်ရေးမယ်6 b မြောက်လက်မလှိနှုတ်ချင်းကလေးတော့အရင်မြချင်းကိုတက်အောင်ရေးပါအဲ့တော့6 b မြောက်လက်ကတော့ 6b 6နဲ့ b နဲ့မြောက်ရင် 6b ရမယ် သူက၄ကိုနှုတ်ပေးပါအောင်ဆိုတော့ -4 အဲ့တော့ 6b -4 ဆိုပဲရမယ်နောက်တစ်ခုက6နဲ့ b တို့ဤပေါင်းလက် b ပေါင်းလက်ဤ30 6နဲ့ b ပေါင်းလက်ဤ30ဆိုတော့အရင်ဦးဆုံးထားအောင်ရှာမယ်6နဲ့ b ပေါင်းလက်အဲ့တော့6နဲ့ b ပေါင်းတာဒီ6 b ဟုတ်ပြီနော်အဲ့တော့6 b သူရဲ့30ဆိုတော့ဆက်ရေးမယ် 6နဲ့ b ပေါင်းလက် e ပုံစံပေါင်းလက် e ပုံစံပုံစံဆိုတာဒီ3နဲ့မြောက်ပေးရမှာဖြစ်တယ်။ဒါကြောင့်မလို့3 bracket of 6 b ကံငယ်က y e နဆရယ်5ပေါင်းခြင်းအဲဆရာမဒီလိုလေ့ရှိလိုက်မယ်အရင်ဦးဆုံးရှာလို့ရပါသည် y e နဆ တော့ why e nessa why e nessa မှာဆရာမတို့ကငါပေါင်းမယ်ဆိုတော့အရင်ဆုံးဒါသည် why ရဲ့ nessa ဆိုတော့ why ကိုနှစ်နှစ်မြောက်လိုက်တာပဲဟုတ်ပြီနော်ဒီတော့သူရမှာဒီ do why နောက်တစ်ခုက why e nessa တွင်ငါပေါင်းခြင်း အဲ့တော့ဝိုင်းရဲ့နှဆမှာငါးပေါင်းမယ်ဆိုတော့ဝိုင်းနှဆဒီ2ဝိုင်းရထားတယ်။အဲ့တော့2ဝိုင်းမှာငါးပေါင်းလိုက်မယ်ဆိုတော့2ဝိုင်း5နောက်တစ်ခုက G AE လေးပုံတစ်ပုံတွင်7ပေါင်းချင်း A ရဲ့လေးပုံတစ်ပုံမှာခွန်ပေါင်းမယ်ဆိုတော့အင်းဆုံးတာကိုရှာမယ်။ AE လေးပုံတစ်ပုံအဲ့တော့ A ရဲ့လေးပုံတစ်ပုံအဲ့တော့ A ကိုလေးပုံပုံမှတစ်ပုံအဲ့တော့အဲ့ဒါလေးတွေစဉ်းစားတတ်ဖို့လိုပါမယ်နော် ဲ့တော့၄ပုံပုံရင်တပုံဆိုတော့အာဒီ၄ပိုင်းတစ်ပိုင်းနဲ့ A ကိုမြောက်လိုက်တာပဲဟုတ်ပြီနော် A ရဲ့၄ပုံပုံတပုံဆိုတာဒီ A ကို၄ပိုင်းပိုင်းလိုက်တာပဲ၄ပုံပုံမှာတပုံ A E ၄ပုံပုံရင်တပုံအဲ့တော့1/4 multiply by A အဲ့တော့ဒီလိုမြောက်လိုက်တော့ရမှာဒီ A/4 အဲ့တော့ကလေးတို့တည်ထားရမှာက e ဆိုတာဒီအမြောက် a အမြောက် ဟုတ်ပြီနော် a into လေးပုံပုံရင်တပုံဆိုတာက၄ဘိုင်းတစ်ဘိုင်းအဲ့တော့ a multiplying by 4 uh d 1 4ဆိုတော့ရမယ်အဲ့တော့ဒီနှစ်ခုမြောက်လိုက်တဲ့ခါမှာ a by 4ဆိုတော့ရတယ်ဟုတ်ပြီနောက်တစ်ခုဆက်ရှာမယ် a e လေးပုံတပုံတွင်7 pound ချင်းအဲ့တော့7 pound ချင်းဆိုတော့လေးပုံတပုံမှာ7ကို pound လိုက်မယ် a by 4 plus 7ညာပြီနော် 10မှ XE 4ဘုံ3ဘုံကိုနှုတ်ချင်း10မှ XE 4ဘုံ3ဘုံနှုတ်မယ်ဆိုတော့ဒါကိုအရင်ရှာပါမယ် XE 4ဘုံ3ဘုံဝင်ရင်ရှာမယ်အဲ့ဒါမှနှုတ်လို့ရမယ်ပေါ့နော်4ဘုံ3ဘုံအဲ့တော့ခုနလိုပဲစဉ်းစားမယ် XE ဆိုတော့ X multiply x ကိုတည်နေရေးလိုက်မယ် multiply x multiply by လေးပုံပုံရင်သုံးပုံဆိုတော့4 by 3အဲသူ့ကိုမြှောက်လိုက်တဲ့အခါမှာဒီပိုင်းဝင်ချင်းချင်းပိုင်းချင်းချင်းချင်းမြှောက်တော့ 3x by 4ဒါက x e လေးပုံပုံသုံးပုံအဲ့တော့အဲ့ဒီအခါမှာ30မှခုနအပေါ်အတိုင်း x e ၄ပုံ၃ပုံကို note ရှင်း 10မှဆိုတော့10ကနေနှုန်းမှာဖြစ်တယ်။ဒါကြောင့်မလို့10 3x/4 10 3x/4 ရပြီနော်။အဲ့တော့ဒါလေးကတော့ခွန်တတိထားရမယ်။အဲ e ဆိုတာဒီအမြောက်အဲ့တော့ x အမြောက်ဆိုပြောတယ်4ပုံ3ပုံဆိုတော့4ပိုင်း3ပိုင်းအဲ့တော့ပိုင်းဝေချင်းချင်းပိုင်းချေချင်းချင်းမျှလိုက်တော့ 3x/4 အဲ့တော့ဒါလေးကိုတတိထားပါ။ဒီမှာလည်းပဲဆင်မလို့ခါကြီးမှာလည်း a e 4ပုံ2ပုံ အပိနလေးပုံတပုံတွင်7ပေါင်ချင်းဒီမှာလာပေါင်းနေဒါကကျတော့30မှဆိုတော့30ခါနေပြီးတော့မှဒီခုနပြောတဲ့အာဒီ3 by 4 3x by 4ကိုနှုတ်ပြရမှာဖြစ်တယ်နောက်တစ်ခုကနံပါတ်5ဒီ u is equal to 1 v is equal to 3 w is equal to 2ဖြစ်လျင်အဘာလို့ဒီတန်ဖိုးအသီးသီးကိုရှာပါအဲ့တော့ဒီတစ်ခါဆရာမတို့၃ခုအစားထွက်ပြီးတော့တက်ပြရပါမယ် မှန်ပါသည် u is equal to 1 v is equal to 3 w is equal to 2ဖြစ်လျင်ဆိုဆင်မဒီမှာအစားထိုးမယ် u နေရာမှာ1 v နေရာမှာ3 w နေရာမှာ2ဟုတ်ပြီအဲ့တော့2 multiply by 1အဲ့တော့အစားထိုးတဲ့နေရာမှာတတိထားပြီးအစားထိုးရပါမယ် v က3ဆိုတော့5 v နေရာမှာ3ဆိုတော့ multiply by 3 w နေရာမှာ2ဆိုတော့ multiply by 2အဲ့တော့အဲ့လိုလာမယ်ဟုတ်ပြီနော်အဲ့ဒါလေးကိုလည်းဝင်လေးနဲ့ရေးပေးမယ် နှစ်တလီကနှစ်အပါ934 55နှစ်လီက30ဆိုတော့30နှစ်ဟောဘေခဝေက10 u plus 10 w plus 10 w ယူနေရာမှာ1ဆိုတော့10 multiply by 1 plus 10 w နေရာမှာ3ဆိုတော့10 multiply by 3 plus 10 w နေရာမှာ2ဆိုတော့ multiply by 2အဲ့တော့10တလေက10အပေါင်း13လေက30 10နဲ့လေက20ပေါင်းလိုက်တော့10 40ရဲ့60ကံငယ်က 2u bracket of u plus v အဲ့တော့ဒီနေရာမှာအမြောက်ရှိတယ်ဒါလေးကိုသတိထားပါနော်ဒီနေရာမှာအမြောက်ရှိမယ်အဲ့တော့အစားထိုးလိုက်မယ်2 အဲ့တော့ u ဒီ1ဆိုတော့2 multiply by 1ပြီးတော့မှဒီမှာလဲအမြောက်ရှိသေးတာဒါတော့တတိထားရမယ် u v u ဒီ oh sorry v w v က3 2အဲ့တော့ဒီလိုရေးလိုက်လို့ရှင်ဒီနေရာမှာဘာမှမသိဘူးဖြစ်မှာဆိုလို့ဆရာမတို့ဒီ ქვენ ခတ်မယ်ဒီမှာအမြောက်ရေးလိုက် ဟုတ်ပြီနော်အဲ့တော့ဒီ 2u နဲ့ v+w ရဲ့အကြားထဲမှာအမြောက်ရှိရဲဆိုတော့ကလေးတို့သိရမှာဖြစ်တယ်။ဒါကြောင့်မလို့နှစ်တလေးက2အမြောက်3အပေါင်း7 3အပေါင်း oh sorry 3အပေါင်းနဲ့က9 2 5လေးက10ခါကြီးက u2 v2 w2 u2 ဆိုတော့ u က1 1 square v ကကြတော့ 3ဆိုတော့3 square w square က2 square ဆိုတော့မျှောက်လိုက်မယ်တက်တလီ1 33လေးက9နက်နက်လေးက4အဲ့တော့9တက်လီကို9လေးလီ30နဲ့6အဖြေက36 6ကအဖာဖော်ပြချက်များမှန်မှန်မှန်စစ်ဆေးပါတဲ့ဒါမှန်လားမှားလားဆိုတာကိုစစ်ဆေးပေးရပါမယ်။ဒါပေမဲ့အကျန်းထဲမှာတော့နည်းနည်းလေးတွက်ပြီးတော့စဉ်းစားရမယ်။ကကြီးက a is equal to 5ဖြစ်လရင် a plus 5 is equal to 10တဲ့။အဲ့တော့ဆရာမတို့တွေ့ချင်အောင်ကကြီးမှာ a က5ဆိုရင် a plus 5က10ဟုတ်ပါတယ်။ a က5ဆိုတော့5 plus 5 equal to 10ညာ။ဒါကြောင့်မလို့ကကြီးရဲ့အဖြေကမှန်တယ်။နောက်တစ်ခုကခကွေး။ b is equal to 2ဖြစ်လေရင် 2b 1အဲ့တော့ 2b 1မှာ b နေရာမှာကျွန်တော်က2အစားထိုးမယ်ဆိုတော့2 multiply by 2 minus 1လို့လာမယ်ပေါ့နော်အဲ့တော့နှစ်နယ်လေးက4 4 and note 1ဆိုတော့3ပဲရတယ်ဒါကြောင့်မလို့ b ကမားတယ်အော် sorry ခွေးကမားပါတယ် ဂငယ်ဒီ c is equal to 2ဆိုလို့ရှိရင် d ကပုံသင်ဒီမှာစားထုတ်မယ် 3c square equal to 12ပါတယ်ဒါကြောင့်မလို့ 3c square ကိုတွက်လိုက်မယ်3 multiply မှာ c နေရာမှာ2နှစ်ထက်ဟုတ်ပြီ3 into 2နှစ်ထက်က4 4 3လေးက7ဆိုတော့ဂငယ်ကမှန်ပါမယ်မှန်မှန်ဆက်စေးပါဆိုတော့မှန်နေမှာရယ်ဆိုတော့ရေးရမှာဖြစ်တယ်ဂကြီးက d is equal to 1ဖြစ်လို့ရှိရင်4 d square equal to 4 ပါအဲ့ဒါဆိုဆက်မလို့ဒီက4 d square မှာအစားထိုးကြည့်မယ်4 d square အဲ့တော့4 multiply by d က1 1 square အဲ့တော့1 square ကလည်း1ပဲမလို့၄တလီက၄ဒါကြောင့်မလို့ဃကြီးကလည်းမှန်ပါမယ်ပြီးတော့ငါငါကကြတော့ b is equal to 7ဖြစ်လို့ရင် b square is equal to 14ပါတဲ့အဲ့တော့ b is equal to 7ဆိုတော့ b square ဆိုတာဒီ7 square 7 square is equal to 7 multiply by 7 7ခုနှစ်နဲ့ထပ်ဆိုတာခုအမြောက်ခုခုနှစ်ခုနှစ်လေးက49ဖြစ်တဲ့အတွက်ကြောင့်မလို့ကငှတူပေးထားရဲ့ b square equal to 14ဆိုတာကမားပါတယ်ပေါ့ရပြီနော်ဆက်မတော့အဖြေမှန်က49ပေါ့ပြီးတော့ဒီပြန်လည်ကြံခန်းလဲကလေးတို့ရသွားပြီလို့ချင်ပါတယ်နောက်ဗီဒီယိုလေးမှာဆက်ပြီးတော့မှာအခန်း6ကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်နားမလည်တာရှိရင်လည်း comment box မှာပြောခဲ့ပါရှင့် ခုလိုဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။